သမရဒေါ်နယ်ထရန့်ရဲ့ Executive Order 13069မှာအမေရိကန်နိုင်ငံသားများခရီးသွားရန်တားမြစ်ထားတဲ့နိုင်ငံအမည်စင် ပါဝင်လာပါတယ်။အမေရိကန်နိုင်ငံသားများခရီးသွားရောက်ခြင်းမပြုရန်ခရီးသွားလာခြင်းမပြုရန်တားမြစ်ထားတဲ့နိုင်ငံများစည်ရင်းကိုအဆင့်30ဆင့်ခွဲပြီးပေါ်ပြထားရှိပါတယ်။အနည်းအောင်အဆင့်သတ်မှတ်ထားတဲ့နိုင်ငံများ လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတဲ့နိုင်ငံများနဲ့အဝါရောင်အဆင့်သတ်မှတ်ထားတဲ့နိုင်ငံများဟု၍ဖော်ပြပါရှိပါတယ်။အနေရောင်အဆင့်သတ်မှတ်ထားတဲ့နိုင်ငံများကတော့အာဖဂန်နစ္စတန်၊ဘူတန်၊ကျူဘာ၊အီရန်၊လီဗျာ၊မြောက်ကိုရီးယား၊ဆိုမာလီယာ၊ဆူဒန်၊ဆီးရီးယား၊ဗင်နီဇွဲလားနဲ့ရှေးမင်နိုင်ငံတို့ပါဝင်ပါတယ်။ထူးခြားချက်အနေနဲ့ကတော့ လိမ္မော်ရောင်အဆင့်တက်မှတ်ထားတဲ့နိုင်ငံ၁နိုင်ငံဆင်းမှာမြန်မာနိုင်ငံပါဝင်နေတာဖြစ်ပါတယ်။အဆိုပါလိမ္မော်ရောင်အဆင့်တက်မှတ်ထားတဲ့နိုင်ငံများကတော့ဘယ်လာရုစ်၊ Eritrea, Haiti, Laos, မြန်မာ၊ Pakistan, Russia, Sierra Leone, တောင်ဆူဒန်နဲ့ Turkmenistan နိုင်ငံများပါဝင်ပါတယ်။ မေဂန်နိုင်ငံသားများ ခရီးသွားလာခြင်းကိုတားမြစ်ထားတဲ့နိုင်ငံစင်းမှာမြန်မာနိုင်ငံပါဝင်နေခြင်းဟာ ထူးဆန်းတဲ့အချက်မဟုတ်တော့လဲလေးလာစမ်းစစ်ရန်လိုအပ်ပါတယ်မြန်မာနိုင်ငံပြည်တွင်းအခြေအနေရရက်ကိုမြေသူတွေအားပေးအားမြောက်ပြုနေပါသနည်းမြန်မာနိုင်ငံအတွင်းမှာအပြစ်မဲ့ရဟန်းရှင်သူပြည်သူအများအပြားအသက်အရွယ်ဆုံး မိန်ကလေးများယဟန်တန်ငါများ သီလရှင်များကလေးတငယ်များကို အကြောင်းမဲ့တပ်ဖြတ်နေတဲ့အဖွဲ့အစည်းများကမြေသိအဖွဲ့အစည်းများဖြစ်နေပါသည်နည်းအဆိုပါအဖွဲ့အစည်းများကိုမြေသူတွေကငွေကြေးထောက်ပံ့ပြီးပြည်တွင်းမှာကြီးလန့်စွာစားဖြစ်အောင်လှုပ်ဆောင်နေပါသည်နည်းဆိုရက်မိကွန်းကိုအကြံဖက်သမားများကိုအားပေးအားမြောက်ပြုနေတဲ့ထောက်ပံ့နေတဲ့ ဖွဲ့စည်းများ လူပုဂ္ဂိုလ်များဖြည့်ကြားရန်လိုအပ်ပါတယ်။ပြည်တော်စုသမရမြန်မာနိုင်ငံတော်တွင်မိတင်းနေထိုင်ကြသော တိုင်းသားမိဘပြည်သူညီကိုမောင်နှမများအားလုံးဟာရိုင်းပြသောလူပုဂ္ဂိုလ်များမဟုတ်ကြပါ။ရင်ကျေးဖော်၍ပြီးအင်မတန်ချစ်ဆရာကောင်းတဲ့နိုင်ငံသားများဖြစ်ကြောင်းဥရောပသားများကအမြဲတမ်းပြောကြားလေးရှိပါတယ်။မြန်မာနိုင်ငံတွင်သို့အမေရိကန်နိုင်ငံသားများ ခေးလာရောက်ချင်းမရှိပါကလည်းမြေတို့မြအလေးဒါထဲ့သွင်းစရာမလိုပါတိုးတော်လဲမြန်မာနိုင်ငံရဲ့ပြရုပ်မြန်မာနိုင်ငံရဲ့ဂုံတရင်မြန်မာနိုင်ငံရဲ့ဂုံတိတ်ခါမကြဆင်းစေရေးအတွက်တော့နိုင်ငံသားများအားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်နိုင်ငံတော်အတွင်းမှာဖြစ်တည်လျက်ရှိတဲ့အကြံဖက်တပ်ဖြတ်မှုများအကြံဖက်တိုက်ခိုက်မှုများ သွေသားရင်ချမရာတူနဲ့တူတပ်ဖြတ်နေမှုများဥပရိမဲ့ရံကားမှုများနဲ့လူသားမဆန်တဲ့လုံဆောင်ချက်များအားလုံးကိုရက်ဆိုင်ကြရမှာဖြစ်ပြီးတမျိုးသားလုံးနိုင်ငံရေးအသည့်နိုင်ငံရေးတရီနဲ့လမ်းကြောင်းမှန်တို့ပြန်လဲလျှောက်လန်းနိုင်ကြပါရန်မေတ္တာရှိသာတင်ဆက်အပ်ပါတယ်။